တောင်သူတယောက်ကချောက်သွင်းနေတဲ့ဂျုံငင်းထဲမှာကျန်နေသေးတဲ့ဂျုံမင်းလေးတပင်ကိုမမျှော်လင့်မဲတွေ့လဲရတဲ့အခါမှာတော့ပျော်လွန်းလို့ဆွေဆွေခုန်နေပါတော့တယ်။သူကချက်ချင်းပဲပေါပြားလေးယူပြီးတော့မှပေါင်းမြက်တွေရှင်းပြီးတော့မြေးဆွားပေးနေပါတယ်။ကိုယ့်ရဲ့သားသမီးအရင်လိုမျိုးဂရုတစိုက်ပြုစုဆောင်ရှောက်ခဲ့တာပါ။ကံကောင်းစွာနဲ့ပဲသူ့ရဲ့ကြိုးစားအားထုတ်မှုတွေကအရာထင်ခဲ့တယ်လို့သူ့ရဲ့ဂရုတစိုက်ပြုစုဆောင်ရှောက်မှုတွေရဲ့အောက်မှာဂျုံမင်းလေးကလျှင်မြန်စွာနဲ့မြင့်တက်လာပြီးတော့တာမန်ပင်တပင်တော့မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်းကညမဟာတကူလေးသောမျောလင်းချက်ကိုဖျက်ဆီးပြဖို့ဆုံးဖြတ်ထားပုံရပါတယ်။၎င်းကြောင့်မယုဒိရဲ့မူတည်ထန်စွာရွာချလာခဲ့ပြီးတောင်သူကရင်ထုံးနေတဲ့ဂျုံမင်းကိုကြည့်ပြီးတော့ဆိုရင်ဒီချင်းနဲ့ကောက်ယိုးကျူတွေထောက်တိုင်နေတဲ့ချင်းတော်မီမြေကြီးလောက်ကိုမြောင်းတူပြီးတော့ရေမွေးအောင်ကာဝယ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျုံမင်းကိုထိခိုက်မှုမရှိစေဖို့အတွက်သူဟာအင်ကြီးချုပ်ပြီးတော့ဖြားနဲ့လေတဲ့မိုးတံကိုကာဝယ်ပေးခဲ့ပါတယ်။နောက်နေမနဲ့မိုးရွာတိတ်ပြီးတော့ကောင်းငင်ကရှင်းလင်းသွားတဲ့အထိပါပဲ။တောင်သူကြီးကသူ့ရဲ့ဇယ်လုံးလာရီနဲ့ဘေးအန္တရာယ်ကိုဂျုံမင်းနေအတွက်အောင်းအောင်းမြင်မြင်ကာဝယ်ပေးခဲ့တာဖြစ်ပြီး ဂျုံမင်ကလည်းသူ့ရဲ့မျောလင်းချက်တွေကိုမဖျက်ဆီးခဲ့ပါဘူး။မျက်စိတမိအတွင်းမှာပဲဂျုံမင်ဟာကြီးမားလာခဲ့ပြီးတော့မူတီအောင်မြင်မာတဲ့ဂျုံမင်ကြီးတွေဖြစ်လာခဲ့ပါတယ်။အဲနောက်မှာတော့လင်းမြန်စွာရင်းမဲ့လာခဲ့ပြီးတော့ရှီဝါယောင်ဂျုံစဘာနန်တွေအများကြီးထွက်လာခဲ့ပါတယ်။တောင်သူကဝန္နာအာရနဲ့ပဲမြေစွာပေးပြီးတော့မြေဩစာတွေကျွေးနေပါတယ်။နောက်ထပ်တစ်စက္ကန့်လောက်မှာတော့ဂျုံစီတွေကမိုးရွာတယ်လို့တလင်းလင်းကြားလာခဲ့ပြီးတောင်သူကြီးရဲ့ပင်မဆင်းရဲမှုတွေဟာပျော်ပျော်လေးထားတဲ့ရာလက်ကောင်းတွေအများကြီးရရှိခဲ့ပါတယ်။ဆင်းရဲတံကိုကြောက်ခဲ့တဲ့သူတွေဟာစုဆောင်းထားတဲ့တင်းနဲ့တွေအားလုံးကိုဂေါရုံထဲမှာစုပုံထားပြီးတော့ တချို့ကတော့မြို့ထဲမှာသွားပြီးတော့ရောင်းကဝိုင်းအကောင်တွေအသားအကောင်တွေဝယ်ယူခဲ့ပါတယ်။အဲဒီအချိန်ကစားပြီးတော့မှသူတို့တွေဟာအစားအသောက်အဝတ်တွေပုံများကျေဝါစွာနဲ့စိတ်ကြကြနေထိုင်ခဲ့ပါတယ်။ဆောင်းရည်ရောက်တဲ့ခါမှလည်းအေးခဲအောင်မနေရဘဲနဲ့အိမ်လေးကမိဖို့ဟာအမြဲတမ်းနှွေးထွေးနေခဲ့ပါတယ်။ဒါပေမဲ့လည်းတက်တောင့်တက်တာနေထိုင်ရတာကြာလာတော့တောင်သူကြီးကပြင်လာခဲ့ပြီးတော့ပြည်ရင်းမောက်ကနေနင်းနေထူထဲစွာဖုံးအောင်နေတဲ့ဂျုံငင်းကိုကြည့်ကစိတ်လည်းမပါတော့ပါဘူး။မျက်စိတမိအတွင်မှာပဲစောင်းကုန်လို့နှွေကိုရောက်လာခဲ့ပြီးနေရထင်ရတာကြာလာတော့တောင်သူကြီးကအစီတွေတက်ကဝါလာခဲ့ပါတယ် သူကမူလာတော့ငါစူးစမ်းခြင်းနဲ့စီတီလုံးဝပျောက်ဆုံးလာခဲ့ပြီးတော့အလုပ်လုပ်ရတာကိုလည်းမကြိုက်တော့သလိုတော်တော်လေးအားထုတ်ပြီးတော့အိမ်မွေးတရေဆန်ကြီးရဲ့တိုက်တွန်းမှုနဲ့လေလေးကိုအလုပ်သွားဖို့တွားခဲ့ပေမဲ့လည်းတင်မကြခင်မှာသူဟာမောပန်းနှွမ်းနေပြီးတော့အသက်ရှင်မောကဖြစ်လာခဲ့ပါတယ်။ပြီးတော့တစ်စက္ကန့်လောက်မှရင်မူးလင်းမလို့ဖြစ်သွားခဲ့ပါတယ်။လက်ကွင်းထဲမှာတပင်းနဲ့လှုပ်ရှားနေတဲ့ဂျုံစပယ်နံကိုကြည့်ပြီးတော့တောင်သူကြီးကချက်ချင်းပဲဝမ်းနာအားရပြန်ဖြစ်သွားခဲ့ပြီးတော့အပြေးလီသွားလိုက်ပါတယ်။ဘာမှမလုပ်ဘဲနဲ့စောင်းအုံကိုချောင်းရင်အစားတော့အများကြီးရိတ်သိမ်းရမယ်လို့စိတ်ကူးရင်နေတာဖြစ်ပြီးအဲဒီနောက်ပိုင်းမှာတော့တောင်သူကြီးဟာအလုပ်မလုပ်တော့ပါဘူး။ အမွေတရေးဆန်တွေအလုတ်လုပ်ခြင်းနဲ့ကိရိယာတွေအားလုံးကိုလည်းတင်းယူခဲ့ပြီးတော့သူတို့ရာနောက်တစ်ချိန်မှာအနားယူရုံပဲလိုတယ်လို့ပြောပါတယ်ဒီလိုနဲ့ပဲရက်တွေအကုန်ဆုံးလာခဲ့ပြီးတော့တောင်သူကြီးဟာဘိုက်ဘူးကြီးနဲ့တနေကုန်လဲနေပါတယ်နေရတီရောက်လို့ပေါင်းမြက်တွေထူးထက်လာကလဲမြေတွေအကွဲလာပေမဲ့သူဟာပေါင်းမြက်ရှင်းတာတွေရေလောင်းတာတွေလည်းမလုပ်တော့ဘာပဲဖြစ်ဖြစ်ဒါဟာတာမန်ဂျွန်စပန်နဲ့မဟုတ်ပါဘူးစောင်းဦးရောက်ရင်တော့ရှီဝါယောင်ဂျွန်စပန်နဲ့အများကြီးထွက်လာမှာပဲလို့သူဟာတွေးနေပါတယ်ခံမှန်းထားတဲ့အတိုင်းပါပဲတောင်သူကြီးဟာဂျုံမင်အောက်ကိုစောစောစီစီရောက်လာခဲ့ပြီးတော့တူနဲ့တပင်ကိုထူနေပါတယ် ခဏလေးတည်းမှာပဲဂျုံစီတွေကရေဒီဂွန်လိုတလင်းလင်းကြောက်လာခဲ့ပြီးဒီကောင်မတော့အရင်ကထက်ပိုပြီးတော့များပြားပုံလေးရပါတယ်ခဏလေးတည်းမှာကိုတောင်သူကြီးကိုမြုပ်သွားစေပါတယ်အဲဒီမှာရှိတဲ့လူတွေရောတရိစံတွေပါပျော်လွန်းလို့ပါးစပ်မစိနိုင်ဖြစ်နေကြပြီးပင်မဆင်းရဲခြင်းမရှိတဲ့ရရှိတဲ့ပျော်ရွှင်မှုတွေကိုအပြည့်အဝခံစားလို့နေပါတယ်ဒါပေမဲ့ ကြခင်မှာပဲတောင်သူကြီးဟာအဲ့ဒီဂျုံစီတွေကအံဩစရာကောင်းလောင်အောင်ကိုအရသာမရှိဘူးဆိုတာသိလိုက်ရပါတယ်။တရားကြည့်လိုက်တဲ့အခါမှာတော့မသိတဲ့အငယ်ကြီးတွေအများကြီးပါနေပြီးတော့စားရတာကလည်းအောက်တန်းစားအစားစာကိုမျိုးချရတယ်လို့ခန့်နေပါတယ်။ဒါကတောင်သူကြီးကိုအရန်စိတ်ပူစေခဲ့ပြီးမိုးထီအောင်မြင်မာနေတဲ့ဂျုံစပန်တန်ကိုမယုံနိုင်စွာကြည့်ပြီးတော့ဒေါသတွေလည်းထွက်နေခဲ့ပါတယ်။ဂျုံနဲ့ဖို့တဲ့ပြင်လိုက်ပေမဲ့ပေါ်ပေါ်လေးထိလိုက်ုံနဲ့လူငါးယောက်ပက်ပက်လေးလောက်ရှိတဲ့ဂျုံမင်းကြီးကချက်ချင်းပဲပြုတ်ကြပြီးတော့သူ့ကိုလည်းမူးမေ့လဲကြသွားစီပါတယ်။ ဒီပုံမြင်လေးကနေပင်မဆင်းရဲစွာနဲ့ကြိုးစားသူတိုင်းအကျိုးခံစားမှဖြစ်ပြီးပင်မဆင်းရဲခြင်းမရှိဘဲရယူလိုတဲ့သူတွေကတော့ဘာတစ်ခုမှမအောင်မြင်နိုင်ဘူးဆိုတဲ့သင်ခန်းစာလေးကိုရရှိမှာပဲဖြစ်ပါတယ်။